။တခါတော့ကတုတ်ထဲသွားနေရင်လူတယောက်ဝင်ပလွေကြိုက်ခံခဲ့ရပါတယ်။ဝင်ပလွေကြိုက်ခံရခဲ့ပြီးနောက်မှာတော့သူလည်းကြောက်စရာကောင်းတဲ့တတော်ကြီးအဖြစ်ကြောင်းလဲသွားခဲ့ရပါပေါ့။ဒါပေမဲ့မော်အစွမ်းထက်တဲ့အလဲပဒီးစွဲချိုးလေးကိုဝစ်ဆင်လိုက်တာနဲ့သူ့ကိုယ်သူပြန်လဲထိန်းချုပ်နိုင်သွားခဲ့ပါတယ်။ဒီမှာတော့သူလဲပလဲဆွဲကြိုးလေးကိုချွတ်ထားခဲ့ပါရဲ့ကြည်ရတာဒီဆွဲကြိုးကတကယ်အတော်လေးဈေးကြီးမဲ့ပုံစံမျိုးပဲငါတော်ရီကိုတော့ရောင်းစားလိုက်မယ်ဆိုရင်တော့တကယ်တော်တော်လေးကိုနာမည်ကြီးသွားတော့မှာပဲ တ်ဆန်လဲရမယ်နဲ့တူရဲ့ဟိဒါကြောင့်တခိုးကလည်းအင်ဂျဲဝင်သွားခဲ့ပြီးနောက်မှာတော့ဇွဲကြိုးလေးကိုအခိုးယူလိုက်ပါရီညမို့ချုပ်သွားခဲ့တဲ့အခါမှာတော့ယောက်ျားဖြစ်သူအခန်းထဲပြန်ဝင်လာခဲ့တဲ့အချိန်မိမဖြစ်သူကတော့အိပ်ပျော့နေခဲ့ပါရီသူလည်းသူရဲ့ပလဲဇွဲကြိုးကိုနေရာစုံမလိုက်ရှာတော့ပေါ့ဒါပေမဲ့လည်းဘယ်မှမရှာမတွေ့တော့ပါဘူးဒုက္ခပဲငါ့ရဲ့ဇွဲကြိုးလေးဘယ်ကိုပြောက်သွားတာလဲမဖြစ်ဘူးမဖြစ်ဘူးငါအဲ့ဒီဆွဲချိုးလိုက်ရှာမှဖြစ်မယ်ဆွဲချိုးတောင်မရှိဘူးဆိုရင်တော့ည7:00နာရီထုံးရင်ငါဝင်းပလွေတကောင်ဖြစ်ပြောင်းလဲသွားလိမ့်မယ် မိမအေးထကွာထထထအမြထပါအောင်ဟာဒီမှာငါပြောနေအမြထအောင်လေမော်အစွားထနေတဲ့ပလဲဆွဲချိုဘယ်ကိုပြုတ်သွားတာလဲရှင်ရလေရှင်ဘာရီပြောနေရလဲရှင်ခုနကဂရင်းပေါ်တင်သွားရမဟုတ်ဘူးလားဟုတ်တယ်အဲ့ဒီနေရာမှာမရှိဘူးငါရှာကြည့်ပြီးတော့ပြီအချိန်ကိုလည်းကြည့်ပါအောင်ကွာညာ7နာရီကထိုးတော့မယ်အဲ့ဒါမရှိရင်တော့ငါဒုက္ခအကြီးကျယ်ရောက်တော့မှာအမြန်ဆုံးအဲ့ဒီဆွဲချိုကိုလိုက်ရှာပေးကျမရှင်ပထမရက်ကပြောတာပဲ အဲ့ဒီဆိုရင်ကျိုးရှင်ရဲ့လေဘင်းကလည်းမချုပ်ပါနဲ့ဆိုနေမှရှင်းပါရှင်ချုပ်တာလေဒုက္ခပါပဲဖရာသခင်အခုဘာရီဆက်ဖြစ်မလဲမသိဘူးနော်နာယီကိုလည်းကြည့်ပါဦးညာ7နာရီတောင်းချိုးတော့မယ်အပေါ်ရီပြောမနေတော့နဲ့ထားလိုက်တော့ဆွဲကျိုးကိုလည်းလိုက်ရှာမနေနဲ့ငော့ခုံတစ်ခုံမှအမြန်ဆုံးကျိုးတုတ်ထားလိုက်တော့ငါတို့စီမှာဒီဆွဲကျိုးလိုက်ရှာဖို့တော့အချိန်ရှိတာမဟုတ်ဘူးဒီနောက်မိမဖြစ်သူကလည်းသူ့ယောက်ျားကိုကျိုးရင်းနဲ့ထိုင်ကုန်တစ်ခုံမှစီးထားခဲ့ပါရီညာ7နာရီထိုးသွားခဲ့တဲ့အခါမှာယောက်ျားဖြစ်သူကဝင်းပလွေတစ်ကောင်ဖြစ်ပြောင်းလဲသွားခဲ့ပါရီအသိဉာဏ်ရှိတဲ့မိမ နင်တာဘာလုပ်ထားတာလဲငါဘာဖြစ်လို့ဒီနေရာမှာထင်းအောင်ထားရတာလဲချုပ်ပေးစမ်းငါသားကောင်ကိုလိုက်ရှာရမယ်ငါအမဲလိုက်ထွက်မယ်ငါသွေးစာနေရခုအခုတစဉ်ကောဒီနေရာကနေလှုပ်ပေးပါလှုပ်ပေးစမ်းအိုဖီးယားသခင်ဒုက္ခပဲဒါပါရီဖြစ်ကုန်ကြလဲရှင်ခဏလေးတီးခန့်လိုက်ပါရှင်နောက်ထပ်အချိန်ခဏလောက်ပဲတီးခန့်မှာအဆင်ပြေသွားပါလိမ့်မယ်မနမိုးလင်းပြီးဆိုတာနဲ့ဆွဲချိုးမရရအောင်လိုက်ရှာရမယ်ရှင်အလောက်ထိလဲစူညံမနေပါနဲ့ရွာသူရွာသားတွေနိုးလာရင်တော့အကုန်ပြဿနာတက်ကုန်ပါနော်အားလုံးရှင်ကိုအလှုပ်ပေးကြမှာမဟုတ်ဘူးရှင်ရဲ့တည်ရလား ဒါပေမဲ့တတော်ကြီးရဲ့ကြံကအရန်ကိုကြောက်စရာကောင်းတော့တဲ့အတွက်ကြောင့်မို့လို့တရွာလုံးကလူတွေလန်လို့ကုန်ကြပါရဲ့။နေပေါင်းဒါဘလိုအတန်ကြီးလေကြောက်စရာကောင်းလိုက်တာ။ငါတို့ရဲ့ရွာမှာရှိတဲ့ဝင်းပလွေကြီးပြန်နိုးလာပြီနဲ့ကြည့်ရဲ။ဟာဟုတ်ကြပါဘော။ငါတို့ရွာကဒီလူကြီးဝင်းပလွေပြန်ဖြစ်သွားပြီ။ငါအခုချက်ချင်းရွာသူရွာသားတွေကိုဒီကိစ္စတွေတော့ပြောပြရမယ်။ဒါဆိုရင်တော့မဖြစ်သေးဘူးအကိုတို့ရေ။အဲ့ဒီတတော်ကြီးကိုကျွန်တော်တို့လှုပ်ပေးထားလို့ဘယ်ဖြစ်မလဲ။သူဒါအခုလွတ်သွားလို့အပြင်မှာလူတဲရောက်ကိုကိုက်လိုက်မယ်ဆိုလို့ရှင်တော့ အဲ့ဒီလူကလည်းသူ့လိုတတဝကြီးဖြစ်သွားလိမ့်မယ်။ဟုတ်တယ်။အခုချက်ချင်းသူ့အိမ်ကိုငါတို့တော့မှဖြစ်မယ်။ငါတို့သူ့ကိုတက်ခါရဲအဆုံးတက်ပြကြရအောင်။ကဲတတဝကြီးမင်းအပြင်ကိုထွက်ခဲ့စမ်း။မင်းတို့ကဒီနေ့ချက်ချင်းအဆုံးတက်ပြမယ်။ဒုက္ခပဲရွာသူရွာသားတွေအားလုံးတိသွားကြပြီနဲ့တူတယ်။သူတို့အားလုံးရောက်လာကြပြီ။ကျမကြောက်ရွံ့နေတဲ့အရာအမှန်တကယ်ဖြစ်လာတော့တာပဲ။အခုအချိန်မှာတော့ကျမလည်းမပါလို့ရတော့မလဲ။သူတို့အားလုံးကတော့ကျမယောက်ျားကိုအလုပ်ပေးကြမယ်မထင်ဘူး။ဒီမှာကျမပြောတာရှင်သေးချာနားထောင်။ရှင်အသေးစိတ်ဝယ်စမ်းပါ။သူတို့အားလုံးရောက်လာကြပြီရှင်ဒီရထွက်ပြေးမှဖြစ်မယ်။ ီနောက်မှာတော့အမျိုးသမီးကသူ့ယောက်ျားရဲ့ချိုးရီအားလုံးကိုဖြီးပေးပြီးသူမကိုယ်တိုင်အပြင်ကိုထွက်ပြေးသွားပါရီနှစ်ယောက်ျားသတော်အကောင်ကြီးဖြစ်ပြန်လဲပြောင်းလဲသွားပြီမလားသူ့ဒီနေ့ငါတို့လုံးဝအလွတ်ပေးလို့မဖြစ်တော့ဘူးသူ့ကိုငါတို့တခါရင်အဆုံးသတ်ပြစ်မယ်ဟိုမှာကြည့်စမ်းတတော်ကြီးကအနောက်ဖက်တကားကနေထွက်ပြေးသွားပြီးဂျီရာတီအမျိုးသမီးကိုယ်တိုင်လွတ်ပေးလိုက်တာပဲဖြစ်ရမယ်။ဒါပါလို့တာလေခမရမလုပ်တဲ့နောက်လို့တာပဲ။ခမရရဲ့ယောက်ျားကိုအသက်ငယ်ချင်းပေးချင်တာနဲ့ခမရဂျန်နဲ့သူတွေအကုန်လုံးကိုဒုက္ခပေးလိုက်ပြီး ဒီနောက်မှာတော့တတဝကောင်ကြီးကလည်းတောအုပ်ထဲပြေးဝင်သွားခဲ့ပါတယ်။ရောသရွာသွားတဲ့ကလည်းတတဝကောင်ကြီးနောက်ကိုလာရင်းနဲ့တောအုပ်ထဲဝင်ပြေးကုန်ကြပါတယ်။ဒုက္ခပဲကိုရောရေဒီနေရာမှာသူ့ကိုရှာလို့လည်းမတွေ့ပါလား။ဘယောက်သွားတာလဲ။ကျွန်တော်တို့လိုက်လာတယ်ဆိုတော့ကိုသိလို့များသူပုန်းခွေနေရလားမသိဘူး။ရောသရွာသွားတဲ့ကသူ့ကိုနေရာဆုံးမှလိုက်ရှာကြပါတယ်။ဒါပေမဲ့တောအုပ်ထဲကကြောက်စရာကောင်းတဲ့အတန်းတွေကိုတော့သူတို့ကြားနေရပါတယ်။ခဏနေအောင်ခဏနေအောင်ဝင်ပလို့ရတဲ့အတန်းကိုငါသိတယ်။အခုကြားနေရတဲ့အတန်းတွေကဝင်ပလို့ရတဲ့အတန်းတွေမှမဟုတ်ကြပါဘူး။ ငါတို့ဒုက္ခရောက်ပြီနဲ့တူတယ်။တော၆ခံရမယ်ဆိုရင်တော့ငါတို့ဒီအပြင်ပြန်ထွက်ရမှာမဟုတ်တော့ဘူး။တအုပ်ထင်မှာတရေတွေဆုံးတွေရှိနေရလားမသိဘူးနော်။ဟာဟုတ်တယ်ဟေးဒုက္ခပဲဟိုအရှိမတရေမကြီးဟာ။တတော်လဲကြီးခဲ့တဲ့အခါမှာအမှန်တကယ်တရေမကြီးတစ်ကောင်ကိုတွေ့ခဲ့ရပါတယ်။ရွာသူရွာသားတွေအလုံးကလည်းသူ့ကိုကြည့်ပြီးကြောက်လန့်ကုန်ကြတာပေါ့။ကြည့်ပါဦး။နောက်ဆုံးတော့လူသားတွေကိုယ်တိုင်ငါ့စီကိုရောက်လာကြတာပဲ။ဒီပုံများစွာကြာပြီးတော့မှငါရဲ့သားကောင်းတွေကငါရဲ့ပဇဝတတဲရှိကိုရောက်လာတာသူတို့အားလုံးငါလှုပ်ပေးပါမလား ဒုက္ခပါပဲဟေးပြေးကြဟေးပြေးကြပြေးကြအရေးမကြီးတို့ဘယ်ကနေဘလို့ရောက်လာတာလဲရွာသူရွာသားတွေအားလုံးအမြန်ပြေးကြတော့ပြေးကြဟုတ်တယ်ကိုဟကိုအိမ်မှာအိတ်နေတာအကောင်ဝင်းမလွေတန်ကြားလို့ရွာထဲချွတ်လာကမှအခုတရေနဲ့လာကျိုးနေရဒုက္ခပဲဟိပြေးဟေးပြေးပြေးပြေးဒီတရေမကြီးကတော့ဘယ်သူကမှအလွတ်ပေးမှာမဟုတ်ဘူးရွာသူရွာသားတွေကပြေးနေရင်ပြေးနေရင်တောက်ထဲကိုဝင်သွားခဲ့ပါရဲ့တရေမကြီးကလည်းတို့နောက်ကနေလိုက်လာခဲ့ပါရဲ့ခဏနေပါအောင်နင်တို့ဘယ်ဟုတ်ပြေးနေကြတာလဲ နေတော့ငါဘလောက်ထိဒုက္ခပေးမလဲငါလည်းနေကြောကိုအလောက်ထိဒုက္ခပေးပြီးတော့ချက်စားပြစ်မှာတော်ကြစမ်းရက်လိုက်ကြရက်လိုက်ကြလို့ငါပြောနေရလေဒုက္ခပဲအကိုရဲ့တရေမကြီးတောအုပ်ထဲထိဝင်လာပြီဘလို့လောက်ကြမလဲအတန်ပလောင်းလေးကိုကြောက်ခဲ့ရတဲ့အခါမှာတော့တတော်အကောင်ကြီးရဲ့မိမကလည်းအပြင်ကိုထွက်လာပြီးတော့ကြီးလိုက်ပါတယ်ခဏနေအောင်ဘာအတန်တွေစုညံနေရလဲမသိဘူးနော်ဟဲဒုက္ခပဲဒုက္ခပါပဲငါတို့ရွာတယ်တရေမကြီးဝင်လာတယ် တင်းမကြီးကဘယ်ကနေဘလို့ယူရဲဝင်လာခဲ့ရတာလဲပြဿနာတစ်ခုကတော့မပြီးသေးဘူးနောက်ထပ်ပြဿနာတစ်ခုကပေါ်လာပြန်ပြီဖယားတခင်ကျမတို့ကဲပေါင်းရှင်တမလည်းအိမ်ထဲကနေအမြန်ဆုံးပြေးထွက်လာခဲ့ပြီတောင်းထဲကထွက်ပြေးလာတဲ့ရွာသူရွာသားတွေစီကိုတွားလိုက်ပါတယ်ဒါနဲ့အကိုတို့ဘယ်ကနေပြန်လာကြတာလဲတော်ရီကနေပြန်လာကြတာလားကျမယောက်ျားကိုရောတွေးခဲ့လားဒါနဲ့သူ့ရှင်တော် တစ်ခုခုလှုပ်လိုက်ပြီလားရင်သူအစင်မပြေးရလားရှင်အခုဒီတေးရမကြီးကရွာတွေကိုဘယ်ကနေပြီးတော့ဘလို့ဝင်လာခဲ့တာလဲ။သူကဘယ်ကနေပါလာတာလဲ။ဘာတွေဖြစ်နေရလဲ။ကျမတို့လည်းပြောပြကြပါအောင်။ဒီမှာ ဒါရီအားလုံးအနည်းယောက်ကြောင့်ဖြစ်ခဲ့တဲ့ကိစ္စတွေကြီးပဲသူနောက်ကိုလိုက်နေလိုက်နေနဲ့ကြောရဲမှာဒီတရဲမနဲ့တွေ့ခဲ့ရတာနင်းယောက်ျားကတော့ဘယ်ရောက်သွားမလဲမသိဘူးဒါပေမဲ့ဒီတရဲမကြီးအခုငါတို့အနောက်ကနေရွာအထိလိုက်လာခဲ့ပြီလေအိုဖီးယားတခင်ဂျောကပဲအခုဘာရီဆက်ဖြစ်မလဲလုံးဝကိုနားမလဲတော့ဘူးတရဲမကြီးကိုကြည့်ရတာကလည်းအားလုံးကိုလှုပ်ပေးမဲ့ပုံစံမပေါ်ဘူးဒီစင်းမတရဲမကြီးကရွာသားတယောက်ကိုလပင်ကနေညှစ်ပြီးလေပေါ်မှာမြောက်ကင်လိုက်ပါရင်နင်းယောက်ကြီးကတော့အရသာအရှိဆုံးဖြစ်မဲ့ပုံစံမျိုးလေးပဲအားလုံးထဲမှာနင်းကိုစားလိုက်အရသာအရှိဆုံးဖြစ်မှာ အဲ့တော့အားလုံးထက်အရင်ငါနေ့ကိုပဲစားမယ်မလောက်ပါနဲ့မလောက်ပါနဲ့ကျွန်တော်ကမုံမဟုတ်ခုနော်ကျွန်တော်မစားနဲ့လေကျွန်တော်ကအရသာမရှိပါဘူးဗျာမစားပါနဲ့လှုပ်ပေးပါကဲကြအောင်လေကဲကြပါအောင်ဘာလုပ်နေကြတာလဲခမရတို့ရက်ကြည့်မနေကြတဲ့ငါ့ကိုကဲကြအောင်တေးပြီဗျာတေးပါပြီကဲကြပါအောင်ဗျာကဲကြပါအောင်ဒီအချိန်မှာတတော်ကြီးရဲ့မိမကဒုံတချောင်းကင်ပြီးရောက်လာခဲ့ပါတယ်နောက်တော့တေးမကြီးကိုရိုက်ပါတယ်ဟဲ့တေးမကြီးလှွတ်ဆန်းလှွတ်ဆန်းသူ့ကိုလှွတ်လိုက်ဆန်းသူ့ကိုလှွတ်လိုက်သူ့အခုချက်ချင်းအောက်ကိုချပေးလိုက်နော်မဟုတ်ကျွန်မထပ်ဖို့ဆိုရဲသူပဲသူမှရှိမှာမဟုတ်ဘူး နေရမြာတော်လေးကိုရိုင်းဆိုင်နေမိမှာပဲငါ့အရရဲဟုတ်လားငါပါလဲဆိုတော့ကိုနေအခုချက်စီကောင်းကောင်းသိစီရမယ်ဒီနောက်ရွာသားကိုလှုပ်ပေးပြီးနောက်မှာတော့တတော်ကြီးရဲ့မိမကိုလှုပ်ပေးညှစ်ထားခဲ့ပါတယ်ခမရကြည့်ပါအောင်ဗျာဒီအမျိုးသမီးတတော်လေးကိုသဘောကောင်းနေနော်ကျွန်တော်တို့ကတော့တွေ့ရကြကိုတခါတဲ့အဆုံးသတ်မယ်ရှင်းပြမယ်ဆိုပြီးတော့အနောက်ကနေလိုက်သွားခဲ့ကြတာသူကခမရဒုက္ခရောက်နေတာကိုမကြည့်ရဘူးနဲ့တူတယ်သူရဲ့အသက်အန္တရာယ်ကိုတော့မစိုးရင်ပဲနဲ့ခမရရဲ့အသက်ကိုကာကွယ်ပေးခဲ့တယ်။ကျမကိုလည်းကယ်ကြပါအောင်ရှင်။ ကျမကဲကြပါအောင်ဒီမှာကျော်သူရတော်တွေကျမအကူညီကြပါအောင်ကျမတို့အားလုံးစုပေါင်းလိုက်မယ်ဆိုရင်တော့ဒီတီအမကြီးကိုကျမတို့ရှင်ပြိုင်နိုင်တယ်သိလားကျွန်တော်တို့တောင်းပန်ပါတယ်အမရဲ့ကျွန်တော်တို့အခွင့်အလောက်ပါဒီတီအမကြီးကိုတော့ကျွန်တော်တို့လုံးဝမရှင်ပြိုင်နိုင်ဘူးကျွန်တော်တို့ကလူသားတွေသူကတီအမကြီးဘယ်လိုလို့ရှင်ပြိုင်နိုင်မလဲနင်းပါထင်နေရလေဒီလူသားတွေကနင့်ကိုအကူအညီပေးလိုက်မယ်လို့နင်းထင်နေရလားဒါဆိုရင်တော့မှားသွားမှာပေါ့ကျုပ်ခပ်ပါပဲရှင်ကျမရောက်ကြလဲဘယ်ဟိုရောက်နေရလဲမသိပါဘူး ယောက်ျားရေကျမကိုကဲပေါင်းရှင်အခုအချိန်မှာကျမရှင်အရန်လိုအပ်နေရတိလားဘယ်မှာလဲရှင်ဘယ်မှာလဲဒီလိုနဲ့အမျိုးသမီးကလည်းသူ့ယောက်ျားကိုအော်ပြီးတော့ခေါ်နေခဲ့ပါရီကျောက်ကပဲဒီအမျိုးသမီးရှူမြရှူသွားပြီလားမသိပါဘူးကွာသူ့ယောက်ျားကိုခေါ်နေတယ်သူ့ယောက်ျားအသေးစိတ်ကင်းမဲ့ပြီးတောက်ထဲကိုဝင်သွားတာသူ့ကိုအကူအညီပေးဖို့ဖယ်လာပါမလဲဒီအချိန်မှာရုတ်တရက်ကြီးလေပြင်းတွေတိုက်ခတ်လာခဲ့ပါရီကျောက်စီကောင်းနေအတန်တွေနဲ့ထွက်ပေါ်လာခဲ့ပါရီတတော်ကြီးကတောက်ခဲကနေထွက်ပြီးတော့ရွာလေးကိုပြောင်းဝင်လာခဲ့ရပါဘော ငါးယောက်ကြာလာပြီငါးယောက်ကြာလာပြီငါ့ကဲဘောကြွားငါးယောက်ကြာရောက်လာပြီဟာဒုက္ခပဲတတဝကြီးဝင်လာပြီနေရောက်ပဲသူလဲဘာလို့လောက်ကြာလဲဒါငါ့ရဲ့ပိုင်နဲ့နေမြေပဲဒီကနေထွက်သွားနင်ဒီကနေမထွက်သွားဘူးဆိုရင်တော့နင်လည်းငါ့လက်ထဲကနေလှုပ်ဖို့မရှိဘူးနော်ဒီအချိန်မှာတတဝကြီးကဒေယမကြီးကိုစတင်တိုက်ခိုက်ခဲ့ပါလေနှစ်ယောက်သားကလည်းရှင်ပြိုင်တပ်ပုံနေခဲ့ကြရတာပေါ့ရှင်တို့ဘာရကြည့်နေရလဲတခုကောင်မဆန်ကြနဲ့လေသူတယောက်တည်းဒီဒီယမကြီးကိုဘယ်လိုလုပ်ရှင်ပြိုင်နိုင်မှာလဲရှင်တို့လည်းဝင်လောက်ကြပေါ့ကျမတို့အားလုံးအတူတူအကူအညီပေးကြမယ်လာလား ဒီလိုနဲ့ရွာသူရွာသားတွေအကုန်လုံးကမိကျောက်တွေကင်ပြီးတရမကြီးကိုတိုက်ခိုက်ကြပါရယ်ခဏအတွင်းမှာပဲတရမကြီးရဲ့ခဏကိုတခုလုံးမိလောင်ကျွမ်းသွားခဲ့ပါရယ်အဖူရဲတိတ်ပါပြီဒါပါလောက်ကြတာလေနင်တို့ဘာဖြစ်လို့ငေါ့အခုလိုမျိုးလောက်ကြတာလဲဂျင်းနေနဲ့အချိန်ခဏအတွင်းမှာပဲတရမကြီးမိလောင်ပြကြသွားခဲ့ပါရယ်အခုရွာသူရွာသားတွေအလုံးကတတော်ကောင်ကြီးကိုကြည့်ပြီးကြောက်လန့်တောင်းနှောင်းနေကြတာပေါ့ဒီမှာရှင်တော်ပါတော့ဒေါသတွေအရန်ကြီးမနေပါနဲ့တို့အလုံးကရှင်ဒုက္ခပေးကြမဲ့သူတွေမဟုတ်ဘူးတို့ရှိနေတာရှင်တော်အန်တီယံရှိပါဘူးဒေါသလျှော့လိုက်တော့နော် ဒီမှာအကိုခမရဘာဖြစ်လို့အခုချိန်ထိပလဲဆွဲချိုးကမွေးထားရတာလဲဖုံးတော်ကြီးကိုတိုင်းခမရအတော့ဆိုပြီးတော့အစီရင်လောက်ထားပေးရဲ့ဆွဲချိုးလေခဏနေပါဦးသူတို့ပြောနေရဲ့ပလဲဆွဲချိုးဆိုတာငါခိုးယူလာခဲ့ရဲ့ပလဲဆွဲချိုးပြောနေရမလားဒါနဲ့အမရေပြီးတော့ရွာသူရွာသားတွေခမရတို့ဒီဆွဲချိုးအကြောင်းပြောနေကြတာလားအဲ့ဒါကလေအင်းအရှိမပြုတ်ကြနေတာကျွန်တော်တွေးခဲ့လို့ကျွန်တော်ကောက်ထားတာပါဟာတော်သေးရပါခမရကောက်ရတာလားကျေးဇူးတင်ပါတယ်ဗျာကျေးဇူးအများကြီးတင်ပါတယ်ပေးပေးပေးကျွန်တော်တို့ကိုပြန်ပေးအောင် ဆွဲချိုးကရသွားပြီဆိုပေမဲ့ဒီတတော်ကောင်ကြီးကိုဒီဆွဲချိုးဘယ်သူကဝှက်ပေးမလဲဘယ်လိုဝှက်ပေးမလဲကျမရှိရပါပဲရှင်ကျမဝှက်ပေးလိုက်မယ်ဖြစ်ပါမလားသူ့နာကတ်သွားတာနဲ့သူခမည်းကိုအစဲလိုက်ဝါစားပြက်လိုက်မယ်နော်ကျမယောက်ျားကိုကျမယုံပါတယ်ဘာမှဖြစ်လာစရာအကြောင်းမရှိဘူးပြီးရတဲ့အမျိုးသမီးကလည်းသူ့ယောက်ျားကိုပလဲဆွဲချိုးပြန်လဲဝစ်စင်ပေးခဲ့ပါတယ်ဆွဲချိုးဝယ်လိုက်တာနဲ့သူလည်းပြန်လဲကျမသွားပါတယ်တော်သေးရပေါ့ရှင်နေပြန်ကောင်းသွားပြီနော်ရှင်အစင်ရောပြည်ရလားအကိုအေးကျွန်တော်အခွင့်လောက်ပါဗျာကျွန်တော်တို့ကခမည်းအဆုံးတက်ပြစ်မယ်ဆိုပြီးတော့လိုက်ရှာနေကြတာ ျွန်တော်တို့ဒုက္ခရောက်တဲ့အချိန်မှာခမရပဲလာပြီးတော့အကူအညီပေးခဲ့ဒီနောက်တတော်အကောင်ကြီးကလည်းအားလုံးကိုခွင့်လောက်ပေးခဲ့ပါတယ်နောက်တော့ရွာမအားလုံးနဲ့ပျော်ရွှင်စွာနေထိုင်သွားခဲ့ပါတယ်